ပဲကျွန်တော်ရဲ့ညီကောင်မောင်များအားလုံးမင်္ဂလာပါသတိဒီကိုနီးကက်လေးတကွက်လာတင်ပေးတာပါကျွန်တော်မအားတဲ့ကြားရဲရနော်မအားတဲ့ကြားရဲရနေပြီးတော့လာတင်ပေးရတာပါအလုပ်တွေရှုပ်နေလို့ပါမိဘပြည်သူများကျွန်တော်ရဲ့ညီကောင်မောင်များကိုချစ်ခင်တော်အဖြစ်နော်ဒီ site လေးကတော့ထူးထူးခြားခြား site လေးမဟုတ်ဘူးပြအခုဒီမှာဒီအပေါ်မှာဒီအပေါ်မှာကဒီခွန်ဒီဒီသုံးလုံးခွန်လို့မဖြစ်ဘူး နော်ဒီခုံကဒီသုံးလုံးခုံလုံးမဖြစ်ဘူးဒီသုံးညဒီသုံးလုံးသုံးညမဖြစ်ဘူးဒီကိုကဒီသုံးလုံးကိုမဖြစ်ဘူးဒီ6ကဒီသုံးလုံး6မဖြစ်ဘူးဒီ7ကဒီသုံးလုံး7မဖြစ်ဘူးအဲ့ဒါတော့ကြည့်လိုက်ပါဦးနော်အခုကျွန်တော်ပြောနေတာအခုဒီ9လေးဒီ9လေထိုင်တာနဲ့ဒီသုံးလုံးပေါင်းရင်9 6လေး2က9နော်အဲ့9လို့ကြာပြီးတော့အဲ့ဒီမှာနောက်ထပ်9တစ်ခါလေထိုင်တယ်အဲ့ဒီ9လေးကလည်း6 5 4ဆိုပြီးတော့9လို့ကြာတယ်နော် 654ဆိုပြီးတော့5လို့ကြာ5လို့ကြာเนาะအဲ့တော့အခုဒီပင်မှာကြာမယ်ဆိုရင်ဒီမှာခွန်ခွန်ဆိုလို့ရှိရင်ခွန်ဖြစ်ဖို့အတွက်6နှလုံးရှိတယ်เนาะ6တလုံးထဲမှာ3လုံးပေါင်းရင်ခွန်เนาะအဲ့ဒီခွန်အဲ့ခွန်ရတယ်ခွန်ရပြီးတော့အဲ့ဖြစ်စဉ်လေးမှာကြည့်ရင်အဲ့ဖြစ်စဉ်လေးမှာအဲ့လိုဒီ5ကဒီ3လုံး5လို့ကြာတယ်ဒီမှာ2အလေတိုင်း နှစ်လေတာကိုအဲ့ငါးလေးရဲ့ထိန်းတဲ့နောက်နဲ့ပေါင်းခြင်းဟာထိန်းတဲ့နောက်နဲ့ပေါင်းခြင်းဟာငါးအဲ့ငါးဒီဒီရှင်းနှလုံးပေါင်းရင်ငါးရှင်းနှလုံးပေါင်းရင်ငါးအဲ့တော့ဒီငါးလေးဟာဒီသုံးလုံးငါးလို့ကြတဲ့အခါမှာလေးလေတာသူ့ရဲ့ဒီငါးလေးရဲ့ထိန်းတဲ့နောက်နဲ့ပေါင်းခြင်းဟာ၃ည၃ညဆိုတော့ဒီမှာရှင်းနဲ့လေနဲ့ပေါင်းရင်၃ညနော်၃ညအဲ့တော့ဒီမှာဒီခွန်လေးကဒီခွန်သာဖြစ်ခဲ့မယ်ဆိုရင်၉လေတာ၉လေထိုင်ပြီးတော့ဒီ 6နဲ့8နဲ့ပေါင်ရခွန်ဆိုတဲ့အတွက်ဒီ6လေးကိုခွန်ဖြစ်ဖို့အတွက်8ထိပ်စီထဲမှာခွန်ဖြစ်မှာဒီအပင်လေးက3ပင်မြောက်ပုံဒါ4ပင်မြောက်4ပင်မြောက်မို့လို့ကျွန်တော်ကကြိုက်တယ်ဘာလို့လဲဒီအပေါ်မှာသူကယာပေးထားတယ်ဒီ6နဲ့ခွန်6နဲ့9နဲ့ပေါင်းကြရအောင်အဲ့3လေးကတပင်း2ပင်းကျော်မှာ3 3ညဆိုပြီးထောက်ပေးထားတယ်เนาะအဲ့ထောက်ခွင်လေးเนาะအဲ့ထောက်ခွင်လေးရှိရင်ဒါ4ပင်းမြောက်ပေါ့เนาะ4ပင်းမြောက်ပြီးမ ဒါပေမဲ့ဒီမှာက၈ဒီ၃လုံးပေါင်းရင်၈လို့မဖြစ်ခဲ့ဘူးဒါပေမဲ့ဒီဘေးကစရိုက်တယ်နော်ဒီ၅လေးရဲ့၃လုံးပေါင်းက၅၃လုံးဒီ၅၃လုံးပေါင်းကဒီခွန်က၃လုံးပေါင်းခွန်နဲ့လာမှာလာပြီးတော့အဲ့ဒါဒီဘေးလေးရဲ့စကြည့်မယ်ဆိုဒီ၅က၃လုံးပေါင်း၅လို့ကြပြီးတော့တဲ့ခါမှာဒီဇောင်းလေးပေါင်းရင်6เนาะ4နဲ့1နဲ့ပေါင်းရင်6အဲ့6ဒီနောက်6เนาะနောက်6 အခုဒီပင်လေးမှာလည်းငားငားလို့ကြာပြီးသွားတဲ့အခါမှာဒီအလဲတိုင်းငားလေးနဲ့ငားနဲ့ပေါင်ရ3ညအဲ့ဒီ3ညလေးရနောက်နှလုံးပေါင်း3ညเนาะအပြည့်ပေါက်646 3 2ဆိုရိုက်တယ်เนาะပြီးတော့အခုဒီပင်မှာဒီပင်မှာအခုဒီအလဲတိုင်း6လေးနဲ့6နဲ့ဒီလိုလေးပေါင်းလိုက်လို့ရှိရင်ငားငားဆိုတော့6 6ဆိုပြီးတော့ရတယ်เนาะအဲ့ဒီပေါင်းတာကဒါအခုကျွန်တော်ပြီးခဲ့တဲ့ site တော့ကလည်းပြခဲ့ပါတယ် ဒီဆိုင်လေးကနှစ်ပင်နှစ်ပင်ဆိုင်လေးပေါ့နော်ဒီ226ဆိုပြီးဒီသုံးလုံးပေါင်းရင်30ဖြည့်ချင်းကြောင့်အဲ့ဒီနှစ်ဆောင်ဒီအဲ့၄နှစ်အတွက်၄နှစ်အတွက်လို့ဈေးနေနော်အခုဒီမှာကျွန်တော်ပြခဲ့တော့686လို့ကြာတော့ဟာဒီ98အတွက်ဟာ98အတွက်လို့ဈေးနေနော်98အတွက်လို့ဈေးခဲ့တယ်98အတွက်လို့ဈေးမိတာဒါပေမဲ့အဲ့ဒီနှစ်အဲ့ဒီတပင်ရဲ့အခုဒီ9လေတိုင်း ဒီ9ကြောင့်မို့3လုံးပေါင်းက9ကြောင့်မို့3လုံးပေါင်းခွန်နဲ့ဆိုတော့သူကအဲ့ဒါ3ပင်မြောက်2ပင်2ပင်ပေါင်းပြီးတော့ရိုက်မှာ2ပင်ပေါင်းပြီးရိုက်မယ်လို့ယူဆရတယ်ဗျာနော်အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါလေးလာပြတာပြီးတော့အခုကျွန်တော်တို့ကဒီ3လုံးပေါင်းကဒီ3လုံးပေါင်းကတပင်ကျော်ဒီခွန်ကြောင့်မို့ခွန်ပဲဖြစ်နေ3လုံးပေါင်း9မယ်ဆိုလို့ရှိရင်အရန်ွက်လေးနေနေကသူကကိုကိုကရှိရှိတဲ့ခေါ်လေတိုင်းလေး ခေါ်လဲတိုင်းเนาะပြီးတော့ဒီ6နဲ့7နဲ့ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ရှင်းနှလုံးပေါင်းခွန်က3ညเนาะအဲ့တော့ဒီနှောင်းနှလုံးပေါင်းက9ဖြစ်တဲ့အတွက်ခွန်9ဖြစ်ဖို့အတွက်8เนาะ8ပေါ့ဗျာเนาะဒါလေးကအရင်ကွက်3ညခွန်8ကအရင်ကွက်เนาะ8 9 6ကမိန်းเนาะဒီအကွက်လေးကိုကျွန်တော်လာတင်ပြရင်းဖြစ်ပါတယ်เนาะ အားလုံးကိုကျေးဇူးတင်ပါတယ်လို့တော့ကျွန်တော်ညီကိုမောင်နှမများနော်ကျွန်တော်ပေးတဲ့ကနေ့ပထမကနေ့၃ကွက်ပေးထားတယ်အခုဒီနေ့က main တစ်ကွက်နဲ့အရန်တစ်ကွက်ပေါ့ဗျာနော်အားလုံးပေါင်း၅ကွက်ဗျာနော်အောင်မြင်ကြပါစေအားလုံးဒွေဆန္ဒပြုဝါကြပါစေလို့နော်အနည်းငယ်လေးတင်ပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်